်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်တဲ့နေ့ကိုတင်ဆက်ပေးပါတော့မယ်ဗာမဝင်တဲ့စစ်ကောင်းဆောင်ဗာဝင်မလာစေဖို့အရေးကြီးတယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်အကြရှုံများနဲ့အပူမီဝိုင်းနေတဲ့စစ်ကောင်းစင်ဩဂတာပို့ချုပ်မှုကြီးမြောက်လိုင်းကအပူတပြင်းလိုအပ်နေတဲ့မဟာမိတ်ထောက်ခံမှုတစုံတရာအတွက်မော်စကိုမြို့ကိုအဆက်ကွဲခံပြီးတွားရောက်ခဲ့တယ်လို့သိရပါတယ်ရှမ်းမြောက်ဒေသရဲ့စစ်ရေးချင်းခွေရှာကိုလူတလုံးလက်နေနိုင်တဲ့တရုတ်သမ္မတရှိချင်းမြင့်ထံကိုမော်ဖူပေါ်အရောက်သွားလိုပြီးဖြစ်တယ်တွေ့လဲတွေ့ခွင့်ရသွားခဲ့တယ်တွေ့ခွင့်ပြီးသူတိုင်းကိုပြောနေကြစ စကားဖြစ်တဲ့ရွှေကောက်ပွဲပြုလုပ်မယ်ဆိုတာကိုလည်းဘိုးဆောင်မူကြီးမြန်လိုင်းကပြောခဲ့ပါသေးတယ်။ အခုနှစ်ဒီဇင်ဘာမှာပြုလုပ်မယ်လို့စစ်ကောင်စီဘက်ကအတန်းကျဲကျဲလောင်လောင်လွှင့်ထားတာကိုလည်းတွေ့ရပါတယ်။စစ်မှုထမ်းဥပဒေနဲ့တသားတင်များဇက်တိုင်းစူဆောင်းရရှိနေပြီးစစ်ကောင်စီကရေရှည်စစ်ပွဲတစ်ခုအတွက်ပြင်ဆင်နေပါတယ်။ဒါပေမဲ့စစ်ကောင်စီအနေနဲ့တိုက်မယ်တော့မဟုတ်ရုပ်သေးအစိုးရတရက်ကိုတာဝန်ခံခိုင်းပြီးတိုက်မယ်ဗျူဟာရီကိုလည်းခင်းလာပါတယ်။အစိုးရရုပ်သေးအစိုးရကရွှေကောက်ပွဲနဲ့တက်လာဖို့လည်းလိုအပ်နေပါတယ်။ဒါဟာနိုင်ငံတကာစာမျက်နှာမှာတရားဝင်မှုတရက်အတွက်ဒုပန်းနေတာဖြစ်တယ်လို့ဆက်တိုက်ပြီးနေတယ်။လက်အောက်ခံစစ်သားတွေအတွက်လည်းရည်ရွယ်ချက် ာဖွင့်ပေးခြင်းလည်းဖြစ်ပါတယ်စစ်ကောင်စီတပ်မှတိုက်ခိုက်လို့စိတ်ကင်းမဲ့နေတဲ့စစ်သားတွေနဲ့ပြည်နေပြီးနိုင်ငံတော်အတွက်တိုက်ခိုက်နေရခြင်းဆိုတာကိုမယုံကြည်သူတွေတိုးပြီးတိုးပြီးလာနေပါတယ်ရွှေကောက်ပွဲကိုမရရတဲ့နည်းနဲ့ပြုလုပ်ပြီးရဲ့နောက်အရသာအစိုးရတရထံအာဏာလွှဲပြောင်းပြီးဟန်ပြုလုပ်ခြင်းကစစ်သားများကိုနိုင်ငံတော်အတွက်တိုက်ခိုက်ပေးနေခြင်းဆိုတဲ့ရည်ရွယ်ချက်တစ်ခုပြန်ပြီးသွားနိုင်ပါတယ်ပိုးချုပ်မှုကြီးမင်းအောင်က2008ခုနှစ်ခြေဦးကိုသစ္စာဆောင်တည်စေလို့အောက်ခြေစစ်သားတွေနဲ့ထောက်ခံသူတွေကိုယုံကြည်ခိုင်မာသွားစေဖို့အကြောင်းဖန်လာနိုင်ပါတယ်ဒါကြောင့်မေရွှေကောက် ွဲဖြစ်လာစေဖို့နီလန်းပေါင်းစုံတုံးပြီးကြိုးစားနေခြင်းဖြစ်တဲ့အရက်ဘတ်အုပ်ချုပ်ရေးနှင့်စစ်ဘက်ကိုတီးတန့်ခွဲထုတ်ဖို့လည်းရွှေကောက်ပွဲကိုပြုလုပ်ဝခြင်းအကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်။အာနာသိန်းစကောင်ဆောင်က၎င်းအာနာသိန်းထားတဲ့ငါးနှစ်အတွင်းအရက်ဘတ်အုပ်ချုပ်ရေးရောစစ်ဘက်မှာမနိုင်မနှင်းဖြစ်နေရလို့ထောက်ခံသူတွေကတော့ဝေဖန်နေပါတယ်။ရွှေကောက်ပွဲပြုလုပ်နိုင်မှာကအာနာသိန်းစကောင်ဆောင်အနေနဲ့အရက်ဘတ်အုပ်ချုပ်ရေးတာဝန်တွေကိုရုပ်သိမ်းအစိုးရထံပုံချထားနိုင်ဖို့အခွင့်အလမ်းပေါ်လာမှာဖြစ်ပါတယ်။စစ်ကောင်စီပြုလုပ်မဲ့ရွှေကောက်ပွဲကအချိုးကျစနစ်ပြည်အားစနစ်နဲ့ပြုလုပ်မှာဖြစ်ပြီး ်လက်ရှိအချိန်ထိလူမှုထောက်ခံမှုအများဆုံး NND ပါတီဝင်ပြိုင်ခွင့်မရှိသေးပါဘူး။ဒါအပြင်မြို့ကြီးအချို့မှာသာရိကပွဲလုပ်နိုင်မည့်အခြေအနေမျိုးရှိပါတယ်။ ။ဒါကြောင့်2008ခြေဦးရာအာနာသိစတဲ့ရဲ့ဩဇာကိုကျော်လွန်ပြီးဒီမိုကရက်တစ်တပ်သားအစိုးရတည်ရန်ထွက်ပေါ်လာဖို့အကြောင်းမရှိ။အဲ့ဒီအစားစစ်အုံစိတ်တွေရှာဖွေခြင်းတန်တမန်ကြီးရတိုက်ပွဲများမှာအာသာချက်ရှာဖွေခြင်းနိုင်ငံစည်းဝါးရေးကိုစီမံခန့်ခွဲခြင်းတွေကိုရုပ်သိအစိုးရကတာဝန်ယူရပြီးစစ်တိုက်ခြင်းတသက်ကိုစစ်ဗိုလ်ချုပ်တွေကဖိဖိစီစီလုံနိုင်ဖို့အခြေအနေပေါ်ပေါက်လာနိုင်ပါတယ်။စစ်ကောင်စီဥက္ကဋ္ဌကဥရောပနဲ့အမေရိကန်တို့ရဲ့ဒီမိုကရက်တစ်အစိုးရများထံမှရိကပွဲအတိမတ်ပြုခံရမှုကိုမရရှိနိုင်တော့လဲတခြားတစ်ဖက်မှာ မှာရုရှားနဲ့တရုတ်တို့ရဲ့အတိမတ်ပြုမှုကိုကြိုးခိုင်မာစေဖို့ကြိုးစားလျက်ရှိပါတယ်။ရုရှားသမ္မတနဲ့မယားမကတွေးဆနိုင်ဖို့ကြိုးစားခဲ့ရမှာအခုကတရုတ်သမ္မတနဲ့လည်းတွေးခွင့်ရသွားခဲ့ပြီးအဆိုပါအာမခံချက်ကိုလည်းပို့ပြီးခိုင်မာစေရန်ကြိုးပမ်းနေပါတယ်။အထူးသဖြင့်တရုတ်သမ္မတရှီကျင်းဖြင့်အာဖရိထောက်ခံမှုကစစ်ကောင်စီဥက္ကဋ္ဌပြုလုပ်နေတဲ့ရွှေကပွဲအောင်မြင်ဖို့အတွက်အခရာကြပါတယ်။လာရှုမျိုးကဲ့သို့တရုတ်အဆောင်ရှောက်ခံဖြစ်သွားတဲ့မျိုးတွေကစစ်ကောင်စီဥက္ကဋ္ဌအတွက်ဟန်ပြရွှေကပွဲကျင်းပဖို့နေရာတွေထဲမှာပါဝင်လာနိုင်ပါတယ်။တရုတ်ဩ ဩဇာကိုလွန်ဆန်မရခြင်းကဒေသခံတိုင်းရင်းသားတော်လှန်ရေးတပ်တွေကစစ်ကောင်စီပြုလုပ်မဲ့ရွှေကောက်ပွဲကိုလက်ပိုက်ကြည့်ဖို့အကြောင်းဖြစ်သွားတယ်။ဒါကြောင့်စစ်ကောင်စီဥက္ကဋ္ဌကမိမြပင်အဆက်တကွဲဖြစ်ရစေကမူတရုတ်အစိုးရရဲ့အကူအညီကိုအငမ်းမရအသနာခံတောင်းဆိုနေတာဖြစ်ပါတယ်။၎င်းကိုရုရှားနဲ့တရုတ်ခေါင်းဆောင်တွေကတန်းတူနေရမပေးပေမယ့်အာဏာသိမ်းစစ်ကောင်ဆောင်ကအဆိုပါအင်အားကြီးနိုင်ငံခေါင်းဆောင်တွေတန်းမဖြစ်ဖြစ်တဲ့နည်းနဲ့တွားရောက်တွေ့ဆုံနေလူလူနဲ့အတိုက်ခံတော်လှန်ရေးဖွဲ့တွေကဘလောက်ပဲဝေဖန်လောင်ပြောင်နေပေမယ့်လည်းမမှုပါဘူး။အာဏာသိမ်းစစ်ကောင်ဆောင်က၎င်းအာဏာဆက်လက် က်တည်မြဲရေးအရှက်အကြောက်ကင်းမဲ့စွာစူးစမ်းနေခြင်းဖြစ်ပါတယ်။မဲပေးသူမြမြနေပါစေကမူရွှေကပွဲအထမြောက်သွားခြင်းဖြင့်စစ်ကောင်စီဥက္ကဋ္ဌအတွက်အာနာတည်မြဲရေးခြေလှမ်းပုံမှုခိုင်မာသွားနိုင်ပါတယ်။ ်ထို့အတူတစ်ဖက်မှာလည်းပြည်တွင်းစစ်ကအစုံမတက်နိုင်တဲ့အခြေအနေမျိုးနဲ့ဆက်ရှိနေတော့မှာဖြစ်ပါတယ်ရုရှားနိုင်ငံမော်စကိုမှာပြုလုပ်ခဲ့တဲ့ရှင်ပြင်းနီခန်းနာမှာနောက်တန်းမှာမထင်မရှားနဲ့တွေ့ခဲ့ရတဲ့စစ်ကောင်ဆောင်ကိုဗမာဝင်ကြဘူးလို့ဝေဖန်လှံပြောင်းနေကြပါတယ်ဒါပေမဲ့အာနာသိန်းစစ်ကောင်ဆောင်က၎င်းကိုတန်းတူမတက်မှတ်ခဲ့ခြင်းက၎င်းပြုလုပ်လို့တဲ့ရွှေကောက်ပွဲအထမြောက်သွားပါကအစုံသက်တော်မှာကိုတည်နေပါတယ်ရုရှားတရုတ်တို့ပါဝင်စစ်ကောင်ဆောင်အားကိုရမဟာမိတ်တွေကအဆိုပါရွှေကောက်ပွဲအထမြောက်ခဲ့ပါကဖြစ်ပေါ်လာမယ့်ရှုပ်တိအယတအဆိုရအ တိမတ်ပြုခံရမှာကိုလည်းသိရှိကြပါရစေ စစ်ကောင်ဆောင်ကရုပ်သိမ်းအစိုးရကောင်ဆောင်ဖြင့်ရွှေကောက်ပွဲမှာပါတီများတွေကတအုပ်ကိုတမနာတင်မြောက်လာနိုင်တယ်လို့၎င်းကိုယ်တိုင်လည်းတမနာဖြင့်လက်ခံယူသွားနိုင်ပါတယ်။အဲဒီကတရုတ်တမနာကလည်းရုရှားတမနာက၎င်းဒန်းတူအတိမတ်ပြူရတော့မှာဖြစ်ပါတယ်။ဒါဟာနိုင်ငံရေးတရားဝင်မှုကိုတိတိတသားရယူသွားနိုင်တဲ့အခြေအနေလည်းဖြစ်ပါတယ်။အမေရိကန်တမနာဒေါ်နယ်ထရန့်ရဲ့မူဝါဒတွေကတော်လိုင်းအစိုးရ NUG ကိုအစိုးရတရက်ဖြစ်အတိမတ်ပြူဖို့အခြေအနေနည်းပါလာပါတယ်။ဒီအခြေအနေမျိုးမှာတရုတ်နဲ့ရုရှားအကူအညီနဲ့ရွှေကောက်ပွဲအထမြောက်ကဟန်ပြအယတအစိုးရတရက်ကို ဟန်ပြရွှေကောက်ပွဲနဲ့ဖွဲလိုက်ပါကစကောင်းဆောင်ကတန်တမန်ကြီးရတိုက်ပွဲမှာတိတိတာတာအတာစီးရရှိသွားနိုင်တဲ့အခြေအနေဖြစ်ပါတယ်။အဲ့ဒီခါစကောင်းဆောင်အတွက်လက်နက်ငွေကြေးအကူအညီများပုံမရလာနိုင်ပြီးတော်လိုင်းတပ်ဖွဲ့တွေကိုရေရှည်အချိန်ဆွဲကတိုက်ခိုက်ဖို့လမ်းပွင့်သွားပါလိမ့်မယ်။အဆိုပါအခြေအနေမျိုးကအနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ဖို့မျှော်လင့်ချက်ကိုရှိုက်ချိုးဖျက်ဆီးနိုင်စွမ်းရှိတာကိုတတိကြီးစွာထားဖို့လိုအပ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ ပါဝင်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကလက်ရှိအရေးတာနေတဲ့စီးရီးအခြေအနေကိုအခုထက်ပိုမိုထိရောက်စွာအသုံးချနိုင်ဖို့အရေးတကြီးလိုအပ်နေပြီဖြစ်ပါတယ်။ထို့အတူနိုင်ငံတကာတန်တမန်ကြီးရာကိစ္စများမှာလည်းပိုမိုပြီးထိရောက်အောင်မြင်စေဖို့ကြိုးပမ်းဖို့လည်းလိုအပ်လာပြီဖြစ်ပါတယ်။အာနာသိစစ်ကောင်ဆောင်ကဘောင်မဝင်လူရမဝင်လို့မြည်မြပေးဝေဖန်လောင်ပြောင်ကြတော့လေ၎င်းအာနာတီမြင့်ရေးအဆက်ကင်းမဲ့စွာစူးစမ်းနေပါတယ်။စစ်ကောင်ဆောင်ကလက်ရှိအခြေအထိဘောင်မဝင်သေးတော့လေ၎င်းကဘောင်ဝင်တန်းဝင်ဖြစ်လာမယ့်လမ်းကိုသွေးချောင်းမြည်မြစီးစေကမှုအကောင့်ထဲပေါ်လာတော့မှာဖြစ် ်ပါတယ်။ဘာမွင်သေးတဲ့စစ်ကောင်းဆောင်ကိုပအဝင်တွင်ရမသွားစေဖို့ကတော်လိုင်းကိုဥဆောင်နေသူရဲ့တာဝန်ဖြစ်တယ်လို့လည်းတမန်ရောမှာဖြစ်ပါတယ်။ ဆလဘီနေဆက်အနီးလေးချောင်းတိုက်ခိုက်မှုကြောင့်ထိုင်းစစ်တပ်လုံခြုံရေးတူးမြင့်နယ်ကြောင်းတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်တပ်ကနေဆက်မြင်းအနီးလေးချောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့အတွက်ဒီကနေ့မနက်မှာထိုင်းစစ်တပ်မှလက်နက်ကြီးချို့တက်ဆင်ပြီးနေရာယူတပ်ဆွဲထားကြောင်းထိုင်းချီဆိုင်တရင်ဌာနကဖော်ပြပါရယ်။ထိုင်းစစ်တပ်မှ9ကီလိုမီတာခန့်အကွာကရင်ပြည်နယ်ဖအံခရိုင်ပိုင်ကြုံမြို့နယ်အတွင်းရှိတာလဲစစ်စခန်းကိုကရင်မြို့သားလူမျိုးရေးတပ်မတော် KNL ပူးပေါင်းတပ်တွေပိတ်ဆို့တိုက်ခိုက်နေရရှိရာလေးချောင်းနဲ့တံပြန်ပုံချေတိုက်ခိုက်နေခြင်းဖြစ်ပါရယ်။ပိတ်ဆို့တိုက်ခိုက်ခံ ရတဲ့စစ်တပ်ကိုလေကြောင်းဖြစ်ကူပေးနေတာဖြစ်ပြီးပောက်ကွဲတန်တွေကိုထိုင်းဖက်ချမ်းမှကြားနေရကြောင်းလည်းဖော်ပြပါရယ်။ပိုင်ဂျုံမြို့နယ်အတွင်းရှိတခေါပီကွေစစ်ကန်ကို KNL ပူပေါင်းတပ်တွေကမေလ9ရက်မှာသိမ်းပိုင်နိုင်ခဲ့ပြီးရနောက်တာလန်စစ်ကန်ကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါရယ်။တိုက်ပွဲကြောင့်အနီးပတ်ဝန်းကျင်ရှိဒေသခံပြည်သူများထိုင်းနိုင်ငံဘက်ကိုတိမ်းရှောင်ခဲ့ကြပြီးထိုင်းစစ်တပ်နဲ့ရပ်ဖက်ဖွဲ့တွေကလူသားချင်းစာနာမှုအကူအညီတွေပေးအပ်ထားကြောင်းလည်းသိရပါရယ်။ဆက်လက်ပြီးစာတင်ကြောင်းဘုံခွဲမှုခွင့်လွှတ်စရာမရှိဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကျောင်းသား ကလင်းငယ်များအစုလိုက်ပြုံလိုက်တည်ဆုံစီတဲ့စာတင်ကြောင်းကိုပြစ်မှတ်ထားပုံကျဲတိုက်ခိုက်မှုကရက်ဆက်ပြီးခွင့်လွှတ်စရာမရှိတဲ့အကြမ်းဖက်မှုဖြစ်ကြောင်းနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့သားဖြစ်သူကိုထိန်လင်းကော်ကင်အဲရစ်ကထုတ်ဖော်ပြောဆိုပါတယ်။ ဒီကနေ့မနက်ပိုင်းမှာတပန်ရင်းမြို့နယ်အိုထိန်တွင်ရွာစာတင်ကျောင်းကိုပုံကျဲတိုက်ခိုက်မှုကြောင့်ကျောင်းသားကလေးငယ်များနဲ့အမျိုးသမီး20နာရီသေဆုံးခဲ့ပြီး40ဦးကန်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးသေဆုံးဒဏ်ရာရကလေးငယ်များဆရာဆရာမများအတွက်စိတ်မကောင်းကြီးစွာဖြစ်ရကြောင်းလည်းကိုထိန်လင်းကပြောပါတယ်။၎င်းရဲ့မိခင်ဖြစ်သူကမြန်မာနိုင်ငံမှာအကြောက်လန့်နဲ့မဟုတ်ဘဲတနာကျင်နာမှုပုံမူတည်ပြီးငြိမ်းချမ်းရေးတည်ဆောက်နိုင်တယ်လို့ယုံကြည်ခဲ့ပြီးအဲ့ဒီယုံကြည်ချက်ကကလေးငယ်တိုင်းနဲ့လူ့အဖွဲ့အစည်းတိုင်းမှာဆက်လက်ရှင်သန်နေကြောင်းလည်း၎င်းကဆိုတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ chị.